ီအချက်တွေမသိထားဘူးဆိုရင်ကျွန်တော်ဘလောက်ကောင်းတဲ့နီးလန်းနေနဲ့ပဲစားလို့လို့ self study ကကြရှုံးပါတယ်။တော့ဂျပန်စာကိုအခြေခံကနေစပြီးတော့ and two past day အထိ self study နဲ့လုပ်ခဲ့ပြီးတော့မနစ်တုန်းကအကြီးအကျယ်ဆောင်ရွက်ပွဲကိုလည်းကျွန်တော် self study နဲ့ဝင်ရှိခဲ့ပါပြီခင်ဗျာ။ဒီနေ့မှာ self study လုပ်ခဲ့တဲ့အခါ မရှိမချစ်တည်ထားမဲ့အချက်တွေကိုပြောပြပေးသွားမယ်။ self study လုပ်တဲ့အခါမှာပရမအုံးဆုံးအရေးကြီးဆုံးတစ်ချက်လို့ပြောပါဆိုရင် study result ရှားတာပဲ။ Just study လုပ်တယ်ဆိုတာကကိုယ်တိုင်စာလေးလာတယ်ဆိုပေမဲ့ reference ယူရတဲ့ video တွေနော်ကျွန်တော်စာအုပ်တွေဒီလိုဓာတ်တွေကိုကိုးကားပြီးတော့မှကျွန်တော်တို့က search တဲ့တွေလုပ်လို့ရတာ။ဥပမာကျွန်တော်တို့က YouTube ကနေပညာဒါနသင်ထားပေးတဲ့ video တွေကိုကြည့်ပြီးတော့ search တာတွေလုပ်ကြမယ်ဆိုပါတော့ဒီလိုခံမျိုးမှာဒီပညာဒါနသင်ထားပေးတဲ့ဆရာကပညာဒါန video တွေ lecture တွေကိုအစအဆုံး တင်ထားပြတာလောက်ဆိုတော့သွားစစ်ဆေးဖို့လိုတယ်။အနည်းဆုံး80%ဆန်လောက်ဒီ strategy resource ရှိမှပဲဒါကို self strategy လုပ်စေချင်တယ်။အဲ့လိုမျိုးပဲနဲ့ကိုက video တပုတ်လေးတွေးလိုက်တယ်။တွေးတဲ့ဟာလေးကိုကြိုက်တာနဲ့စာပြီးတော့တင်မယ်ဆိုရင်ကျွန်တော်တို့မှအစားအဆုံးထိအိုးကားစရာတင်ယူရတယ်မရှိရဖြစ်ခဲ့တဲ့အတွက်ကြောင့်ဒီလေးလာမှုကလည်းတော်တော်တမျက်နဲ့တင်ပြီးဆုံးသွားတဲ့ကြီးကရခိုင်တော့အရန်များပါတယ်။အဲ့ဒါကြောင့်ပရမအိုးဆုံးအရေးကြီးဆုံးတစ်ချက်အနေနဲ့ self strategy လုပ်တော့မယ်ဆိုရင်ကိုလေးလာမယ်ဟာကိုလေးလာမယ်စာအုပ် ကိုကိုကားမဲ့ဗီဒီယိုကိုကိုကားမဲ့စာအုပ်တွေကအပြည့်စုံရှိမရှိသိချာလေးစစ်ဆေးဖို့လိုပါတယ်။ဒုတိယချက်အနေနဲ့တတိထားမှာကကျွန်တော်တို့ဆရာတွေရဲ့အာဘော်မမိအောင်မြင်ဖို့ကအရင်အရေးကြီးပါတယ်။အာဘော်မိရဆိုတာကတော့ဆရာတယောက်နဲ့တင်လိုက်တယ်။အဒီချာတင်ထားတဲ့တင်မုံတင်ညီမပုံမနင်းတိကြောင့်နောက်ဆရာအစ်တတယောက်နဲ့တင်တဲ့အခါမှာနောက်ဆရာရဲ့တင်မုံတင်ကြီးတွေကတိုးလို့မပေါတော့တာနားမလဲတော့တာအမျိုးကိုအာဘော်မိရလို့ခေါ်တယ် စဉ်းစားကြည့်ဗျာကျွန်တော်တို့ဘဝမှာတင်းကြီးကြီးတွေကအများကြီးကျောင်းဒီတင်းစရာအများကြီးကိုဒီစရာတယောက်တည်းကလည်းပြင်ပေးနိုင်မှာမဟုတ်သလိုဒီစရာတယောက်စီကနေပဲတင်လို့ရတဲ့အရာတွေမဟုတ်ဘူးဒီတစ်ချက်ကိုကျွန်တော်တို့ဆက်စတာဒီလုပ်ခဲ့ကျောင်းသားတွေတောင်မကတဲ့နဲ့မစာတင်ပေးနေတဲ့စရာတွေကလည်းသတိထားဖို့အရေးကြီးတယ်ကျွန်တော်တင်ပေးနေတဲ့အတန်းတွေမှာဆိုလေကျွန်တော်အာပေါ်မမိအောင်တန်းနိုင်သလောက်ထိမိတော့တင်ပေးတယ်အကျောင်းသားတွေကိုကိုယ်တိုင်းရှာခိုင်းတာဖြစ်ဖြစ် ပြီးတော့ကြိုပြီးတော့ဒီ grammar တွေသင်တဲ့အခါမှာဆိုတော့ကျွန်တော်ကြီးပဲပြောနေတာမဟုတ်ဘဲねသူတို့ကိုကြိုပြီးခံလိုက်ဟိုင်းလာတာအကိုတိုင်းရှာပွေးရင်းညီလက်နေနဲ့ကျွန်တော်ရဲ့အာဘောမမိအောင်ခိမ်းပြီးတော့သင်ပေးတယ်ပေါ့လေကျွန်တော်ကြားဖြတ်အနေနဲ့အာကျွန်တော်ဒီမှာ1 to 1သင်ချင်တဲ့သူတွေအဟိုက်တက္ကသိုလ်ပစ္စည်းသင်ချင်တဲ့သူပဲဖြစ်ဖြစ်အာပို့သင်ချင်တဲ့သူပဲဖြစ်ဖြစ်အာကျွန်တော်မှာလာရောက်ဆိုနိုင်ပြီးတော့ညီနိုင်ဖို့ရပါတယ်ခင်ဗျာနောက်ဆုံးချက်အနေနဲ့တတိထားမှာကကျွန်တော်တို့ ညာဒီအဆင်ပြေတယ်ဆိုရင် နီလန်တိုင်းကကိုနဲ့အဆင်ပြေစင်မပြေမယ်ဆိုတာကိုပြထားစီခြင်းနဲ့တော့စာလုံးကြီးရအများကြီးရှိရမှတ်ပုံမှန်ကြီးတင်မုံတင်ကြီးလေးလာပုံလေးလာကြီးတွေအများကြီးရှိရသူများရဲ့အဆင်ပြေတဲ့နီလန်တိုင်းကကိုနဲ့အဆင်ပြေစင်မပြေမယ်သူများကဒီနီလန်ကောင်းတယ်ဆိုတိုင်းကိုကကောင်းချင်မှာကောင်းမယ်သူများကတော့ဒီလိုလုပ်တဲ့နီလန်မှာရသွားတယ်ငါလုပ်တော့မရဘူးဆိုပြီးတော့ဒီတက်ကြပြဘူးတော့နီလန်နေမျိုးစုံတန်ကြီးနီလန်နေဆိုင်ဆိုင်နေမှာ ကိုနဲ့ကိုက်ရင်ပဲနီလန်းဆိုတာကိုပေါ်သွားလိမ့်မယ်ဒီလိုနီလန်းရသွားပြီဆိုရင် AC ဖြစ်သွားပြီဘယ်ဟာကိုပဲလည်လာလည်လာဘာကိုပဲတင်တင်ကိုရဲ့အာသာချက်ကိုဘလို့ဟာဒီမှာဘလို့နီးနေတင်မယ်ဆိုရင်အဲပို့ပြီးတော့နားလဲလွယ်မယ်ဘလို့တက်မြောက်လွယ်မယ်ဆိုတာကိုတည်ထားပြီးဆိုရင်ဘာလန်လား AC ပဲဖြစ်ပြီးမလို့တော့နီလန်းနေမျိုးစုံကိုစံပြီးတော့ကိုနဲ့ကိုက်နေတဲ့နီလန်းကိုရှားဖို့အရေးကြီးရဲ့ဒီနေ့မှာ set study လုပ်တဲ့အခါမှာအရေးကြီးရဲ့အချက်လေးပုံချက်ကိုပြောပြပေးသွားတာဖြစ်ပါတယ်ပထမတစ်ခုကတော့ steady result ရှာတာပေါ့လေဒုတိယတစ်ခုကတော့ဒါ KRD ရဲ့အားပုံမမိအောင်နော်ဂယုဆိုင်ရမယ့်အချက်လေးကိုပြောပြတာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ဒီစာလုပ်တဲ့နီလန်းကြီးအများကြီးရှိတဲ့ထေရမှာကိုနဲ့ကိုင်းညီမဲ့နီလန်းကိုမျိုးမျိုးစမ်းသပ်ပြီးတော့ရှာဖွေဖို့တော့အားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်အဒီဟာလေးတွေတည်သွားပြီးဆိုရင်ကျွန်တော်က sub card တွေလုပ်တဲ့အခါမှာတော်တော်လေးကိုအထောက်အကူခင်မယ်လို့လည်းညွှန်ကြည့်ပါရစေခင်ဗျာအစားဆုံးနားထောင်မိလို့အားလုံးကျေးဇူးတင်ပါတယ် จ้า บ๊ายบาย